ကြောင်းရင်းတစ်ခုကြောင့်တင်းငါးတောင်းတန်အိမ်ကိုပန်ဆိုင်နိုင်ခဲ့တဲ့ရှူလေးမိတ္တများအလုံးပဲမင်္ဂလာပါရှင်အနုပညာလောကမှာမဆုံမနစ်ကြိုးစားအထောက်အမှုတွေကြောင့်တင်းပေါင်း၅တောင်းကျော်တန်အိမ်ကြီးတလုံးကိုတည်ဆောက်နိုင်ခဲ့တာကတော့အကယ်ဒမီမင်းသမီးရှူလေးပါရှူလေးရဲ့အောင်မြင်မှုအကြောင်းကမိတ္တတွေကြားမှအော်အော်တင်းစီယာအတူယူစီယာအဖြစ်နဲ့ရေပန်းစားနေပါတယ်ယူတာကြိုးစားတဲ့အချိန်ကဘဝကနေလာခဲ့တဲ့ရှူလေးကအချိန်တိုအတွင်းမှာပဲ ဒီလိုကြီးမားခမ်းနားတဲ့အင်ကြီးတလုံးကိုတည်ဆောက်နိုင်ခဲ့တာကြောင့်ဒီမရဲ့အောင်မြင်မှုကနောက်ွယ်ကအကြောင်းရင်းတွေကိုဗိတ္တတွေကစိတ်ဝင်စားနေကြပါတယ်။ရှူလေးဟာရန်ကုန်မြို့ရဲ့လူစီကားတဲ့ရပ်ကွက်တစ်ခုမှာခမီးတဲ့ဒီဇိုင်းတွေနဲ့တုံထက်အားကြီးအင်ကြီးတလုံးကိုတည်ဆောက်နေတာပါ။ဒီအင်ကြီးဟာထိတ်တန်းမီမီတွေတောင်မှအလွယ်တကူမတည်ဆောက်နိုင်သေးတဲ့တန်ဖိုးတစ်ခုဖြစ်ပြီးတော့ရှူလေးတူတဲရဲ့ရှူစားအထုံးမှုတွေနဲ့တည်ဆောက်ထားတာလို့သိရပါတယ်။ရှူလေးရဲ့အောင်မြင်မှုဟာ သူ့ရဲ့ငယ်ဘဝကစူးစမ်းမှုတွေရဲ့ရလက်ပဲလို့ဆိုရမှာပါ။ဒူမဟာရခိုင်ပြည်နယ်ကနေအနုပညာအိမ်မဲကြီးကိုရင်ဝယ်ပိုက်ပြီးတော့ရန်ကုန်ကိုတူးတက်လာခဲ့တာပါ။အနုပညာလောကထဲကိုဝင်ရောက်ဖို့အတွက်ဘဒုကိုမှမိခိုခြင်းမရှိပဲနေအကြိုက်ဗီဒီယိုဇာကားတွေကနေတစ်ဆင့်ဘဝကိုရုံးကန်ခဲ့ရပါတယ်။ဒီလိုရုံးကန်ရင်းနဲ့ပဲသူမရဲ့မဆုံးမနဲ့စူးစမ်းအားထုတ်မှုတွေကြောင့်အခွင့်အရေးတွေရရှိလာတဲ့အခါမှာအကောင်းဆုံးအတုံးချပြီးတော့ အခုလိုမျိုးအောင်မြင်မှုတွေကိုရရှိလာခဲ့တာပဲဖြစ်ပါတယ်။ရှူလေးရဲ့ဒီလိုကြီးမားခမ်းနားတဲ့အင်ကြီးတစ်လုံးကိုတည်ဆောက်နိုင်ခဲ့ခြင်းအဓိကအကြောင်းရင်းတစ်ခုကတော့မိဘကျေးဇူးကိုတည်တတ်တဲ့ပြန်လည်လှုပ်ကြွေးလို့စိတ်ကြောင်းပဲလို့ဆိုရမှာပါ။ရှူလေးဟာဒီမရဲ့ရုပ်ရှင်ကြော်ညာစတဲ့အနုပညာအလုပ်တွေကနေရရှိလာတဲ့မင်းငွေတွေကိုအလေးလွှင့်မရှိအောင်ခြွေတာစုဆောင်းခဲ့ပြီးတော့ ီပါကျေးဇူးဆပ်ဖို့နဲ့အိမ်ဆောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်တစ်ခုတည်းကိုပဲနှစ်ပေါင်းများစွာထားရှိခဲ့တာဖြစ်ပါတယ်မိဘကိုရှစ်တဲ့မေတ္တာသစ္စာနဲ့ပြန်လည်လို့ရွေးလို့စိတ်တွေကြောင့်သူမရဲ့စိတ်ထဲမှာအကြည်တက်တွေပြိမ့်နှက်နေပြီးတော့ဗိတ္တတွေရဲ့ရှိခင်အားပေးမှုတွေကိုလည်းအခိုင်အမာရရှိထားတာဖြစ်ပါတယ်ချူလေးရဲ့အောင်မြင်မှုနဲ့အတူအခုလိုမျိုးတိုင်း9000တန်အိမ်ဆောက်လုပ်တာနဲ့ပတ်သက်ပြီးတော့ လူမှုကွန်ရက်ပေါ်မှာအထင်မြင်ရှိတဲ့အမျိုးမျိုးပေးနေကြတာကိုတွေ့ရပါတယ်။တချို့ကတော့ရှစ်တူကချမ်းသာလို့စပွန်ဆာပေးထားတာလို့ပြောဆိုနေကြပေမဲ့ဗိတ်သက်တွေကတော့တာဟာလုံးဝမဖြစ်နိုင်ဘူးလို့ယုံကြည်နေကြပါတယ်။ရှူလေးကအနည်းပညာလားခရီးမှာနာမည်ပြက်မရှိအရှုပ်ရှင်းကင်းကင်းတဲ့နေထိုင်ခဲ့သူဖြစ်ပါတယ်။ဒါကြောင့်ရှူလေးကချမ်းသာတဲ့ဒူရီစီကအကူအညီယူတာစပွန်ဆာယူတာမျိုးကသူ့ရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေအလိုမျိုးလုံးမှာမဟုတ်ဘူးလို့ယုံကြည်ထားကြတာပါ။ဒီအတွက်ကြောင့်ရှူလေးရဲ့အောင်မြင်မှုဟာ ကိုပိုင်အရေးရှင်တဲ့ရိုးသားစူးစမ်းမှုတွေကြောင့်ဒါဖြစ်တယ်လို့ဗိဒအများစုကအယုံကြည်လက်ခံထားကြပါတယ်။ရှူလေရဘဝခင်းနဲ့ဒီအောင်မြင်မှုကိုကြည်ပြီးတော့သင်္ကန်းစာယူနိုင်တာကတော့ချမ်းသာတဲ့နောက်ခံမရှိခင်လဲကိုအားကိုကိုပြီးတော့ရိုးသားစွာနဲ့စူးစမ်းအားထုတ်မယ်ဆိုရင် အောင်မြင်မှုနဲ့ချမ်းသာကြွယ်ဝမှုတွေကိုရရှိနိုင်တဲ့ဆိုတဲ့အတ္တိတရားပဲဖြစ်ပါတယ်။ဒီလိုမျိုးမိဘကျေးဇူးကိုတည်တက်ပြီးတော့ စ조사မှုတွေကိုအတူတူစရာအဖြစ်နဲ့ပရိသတ်တွေကရှုမြင်ကြပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့ဒီပါကျေးဇူးကိုတည်တက်တဲ့သမီးလိန်မရှုလေးကိုဘယ်လိုမြင်ပါတယ်ဒီမရဲ့조사မှုကိုချစ်ခင်အားပေးကြလားဆိုတာမှရှက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်